ာပါညီမလေးဆွေစင်လက်မင်္ဂလာပါမ um ဒီမတို့ဒီ treasure star ပြုလုပ်တဲ့ပေါ့နော်2025ရဲ့ international women's day မှာအာဝင်လာပြီးတော့ပါဝင်ပြီးတော့ကြာတော့နော် campaign လေးမှာပါဝင်တဲ့အတွက်ကြောင့်ပမာဆုံးနေနဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဆွေစင်လက်လို့ပြောလိုက်လို့ရှိရင်တော်တော်များများတော့ stella collection နဲ့တွဲတိကြမယ်လို့ထင်ပါတယ်နော် stella collection ရဲ့ back guy founder အဲ့တော့မညီမလေးကိုမြင်တာပေါ့နော်အာ uh, you are wearing the so many hats ပေါ့နော် like a leaders a woman an entrepreneur's a housewife for အဲ့တော့ကိုယ့်ရဲ့ဒီခေါင်းပေါ်မှာမတူညီတဲ့တာဝန်လေးပေါ့နော်ထမ်းဆောင်ထားတဲ့ခြေအနေမျိုးမှာဘယ်လိုမျိုးကိုယ့်ရဲ့ personal life နဲ့ professional life ပေါ်ညီမလေး balance ဖြစ်အောင်လုပ်တယ်လဲဆိုတဲ့ဟာအဲ့ဒါကိုတော့အရင် wondering ဖြစ်တယ်ပေါ့အဲ့ဒါကိုအသိချင်ဆုံးပေါ့အဲ့တော့အဲ့မိကုန်းလေးနဲ့အရင်ဆုံးမတို့ဆွေးနွေးကြည့်ရအောင်ဟုတ်အရင်ဆုံး thank you ပါမအခုလိုမျိုးအားပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ um အခုနကပြောသလိုမျိုးပဲဗောနော်အမားတို့ဒီအာမြန်မာတော့မြန်မာဒီလို headset အကုန်လုံးစောင်းထားတယ်အမ် title တွေအများကြီးဗောနော်ဒါပေမဲ့ကိုကိုကိုတော့မြန်မာတခါမှ title တခုအနေနဲ့ successful ဖြစ်တယ်ဆိုပြီးမတက်ခဲ့ဘူးဗောနော်အမ်အရင်ဆုံးကိုကအမျိုးသမီးတယောက်အမ်အမျိုးသမီးဆိုပေမဲ့လည်းကိုကလူတွေကလူပဲဆိုရတဲ့အတွက်ကြောင့်အမေပဲဖြစ်ဖြစ်အမျိုးသမီးတယောက်ပဲဖြစ်ဖြစ်ညီမကကြတော့ငငယ်တဲ့ကခံယူချက်ကကိုတခုခုလုပ်မယ်ဆိုလို့ရှင်အမ် အောင်မြင်အောင်လုပ်မယ်စိတ်နှစ်ပြီးတော့လုပ်မယ်အဲ့ခံယူချက်လေးတော့ရှိတယ်အဲ့ခံယူချက်ရှိတဲ့အခါကျတော့ကိုကမိခင်တယောက်ဖြစ်သွားသည့်တိုင်အဲ့ကိုလှုပ်ချင်တဲ့အရာတွေတော့မစွန့်လွတ်ခဲ့ဘူးကိုလှုပ်ချင်တဲ့ဟာပို့သွားတာပဲရှိတယ်ညော့သွားတာတော့မရှိဘူးအကယ်၍ကို time management မှာကိုမလုပ်နိုင်သေးတဲ့အချိန်တွေမှာအများကြီးရှိခဲ့ရပေါ့နော်ဒါကတော့အိမ်အောင်ကြတဲ့အချိန်မှာစိတ်သွားတိုင်းလည်းလူမပါဘူးသူတစ်ဖင်ကလေးရတဲ့အချိန် ကိုကလှုပ်ရှားရတယ်ပေါ့ဟုတ်တယ်အများကြီးရှော့ရတာပေါ့ကိုကရင်တော့ socially အရန်ကို active ဖြစ်ခဲ့တဲ့သူတယောက်အနေနဲ့ကြတော့မသွားရတော့တဲ့အခါမျိုးတွေရှိတာပေါ့ completely မသွားဘူးလားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့သွားရတဲ့အချိန်မှာ၃ခေါက်သွားမယ်ဆိုရင်တစ်ခေါက်လောက်ပဲသွားတယ်အဲအဲ့လိုမျိုးလေးတွေရှော့လာတယ်အစာပိုင်းကတော့ balance မလုပ်နိုင်ဘူးဒါကတော့အမှန်တိုင်းပြောပြတာပေါ့နော်ရန်ခတ်ခဲတယ်တနည်းနှစ်နှစ်လောက်တော့အချိန်ယူရတယ်အဓိကကတော့ time ပေါ့နော်ကိုက time management ကိုလုပ်ချင်တဲ့အချိန်မှာချက်ချင်း ဟိုကောက်ခငင်ငါနဲ့ပြောင်းပြီးတော့လုပ်လို့မရနိုင်ဘူးမရနေတော့ကိုကအချိန်ယူလိုက်တယ်လက်ရှိအချိန်နေမှာဘယ်ဟာ prioritize ပို့ဖြစ်လဲဖြစ်တော့ကလေးအငယ်သေးတယ်ဆိုရင်ကလေးတွေရဲ့ development မှာအမိတယောက်အနေနဲ့ကြည့်ရတယ်ကြည့်ရတော့ကလေးငယ်တဲ့အချိန်မှာတစ်နှစ်ကနေပြီးတော့၅နှစ်တည်းအရေးကြီးတဲ့အချိန်ဆိုရင် um သူ့အတွက်အချိန်ပို့ပေးတယ်အလုပ်ကိုလည်းမလျော့ပါအောင်လို့အချိန်ပို့ပေးတယ်အဲ့အချိန်မှာကျတော့အချိန်ပေးနိုင်တာအလုပ်ရဲ့မိသားစုရဲ့ဖြစ်သွားတော့ ကျန်တဲ့ social လေးကခုနအမှပြောသလိုပဲပါတီတွေမရှိတော့ဘူးမရှိတော့ဘူးရှိတော့ဘူးဆိုပေမဲ့လည်းအမ်ကိုကအပေါင်းအသင်းတွေကအများတန်းသွားတဲ့ခါမှာပွဲလေးနည်းနည်းလေးပေါ့နော်အာသွားပြစ်တယ်နည်းနည်းယော့သွားတာပေါ့မသွားပြစ်တဲ့အချိန်တွေလည်းရှိတယ်အာ completely တော့ပျောက်သွားတာတော့မဟုတ်ဘူးဒါပေမဲ့ခုနပြောသလိုပဲ control လုပ်လိုက်ရတယ်ကိုကိုကိုအဲ့ဒါတော့ခုနအမှပြောတယ် balancing လုပ်တဲ့အခါမှာမဟို action ယူတာပေါ့နော်ကိုကိုကိုအာတခါတလေကြရင်တော့ဟုတ်တယ်ကိုအာဖြတ်တန်းလာတဲ့ဟာမှာ ဟွာကြီးမှကြတော့ကွာလွတ်လွတ်လပ်နေခဲ့တဲ့အရာတွေရှိတယ်လွတ်လပ်မှုရှိမှပဲကိုယ့်ရဲ့အလုပ်ကိုအများကြီး creativity တွေနဲ့ inspire တွေယူပြီးတော့လုပ်နိုင်တာမျိုးတွေရှိတယ်အာပြီးတော့အချိန်ပိုရတဲ့အခါမှာပို့ပြီးတော့ဟိုဟိုကိုသွားကျင်တဲ့ဟာကိုပို့ပြီးတော့သွားနိုင်တဲ့ဟာမျိုးတွေရှိတာပေါ့နော်ခုကြတော့ဒါမျိုးတွေက limit ဖြစ်သွားတယ်ဒါပေမဲ့ဟိုက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 ပြန်ပြီးစဉ်းစားတခါလေကြာရင်က limit လောက်ခံရတာလား um limit လောက်ခံရတာကြီးနဲ့လားအဲ့လိုကြတော့လည်းမကြီးနဲ့ဘူး မကျေနပ်ဘူးဆိုတော့လေကိုကိုကိုမကျေနပ်တဲ့ဟာကိုဒီတိုင်းမကျေနပ်တဲ့ဟာနဲ့စိတ်အားငယ်မနေဘူးပေါ့နော်အဲ့ခါကျတော့ခုနကပြောသလိုပဲလုံနိုင်တဲ့အချိန်လေးတွေကိုမြတ်မြတ်တတလုပ်တဲ့အဲကိုကလေးကိုအချိန်ပေးတဲ့အခါမှာကလေးကိုငယ်တုန်းချိန်ပေးလာတဲ့အခါမှာကလေးကလည်းကိုလိုပဲ independent ဖြစ်အောင်တင်းတွန်တင်လာတဲ့အရာမျိုးလေးရှိတယ်ပေါ့အဲ့တော့မိခင်တယောက်အနေနဲ့ကိုကကိုကလေးကိုလည်းချုံနောက်ထားတာမျိုးမဟုတ်ဘဲနဲ့ကိုလိုပဲ independent ဖြစ်သွားတဲ့အခါကျတော့ win win situation ပေါ့ သူအခုသူ့ဘာသာသူအကုန်လုံးနိုင်တဲ့အချိန်မှာကိုလည်းသူ့အတွက်အမ်သူတွေတူတူအများကြီးလုပ်ပေးစရာမလိုတော့ဘူးဒီအချိန်မှာဘာဖြစ်သွားလဲဆိုတော့အလုံနဲ့ဆိုရှယ်ကိုပြန်ပြီးတော့အာယုံဆိုင်အာယုံဆိုင်လာနိုင်တယ်ဆိုအခုကျတော့ဟိုတချို့အချိန်လေးကအလုပ်ကလေးနည်းနည်းလေးယော့သွားတာတော့ရှိရပေါ့နော်အဲ့အချိန်မှာကိုကနည်းနည်းတော့ depression ဝင်တယ်လို့မျိုးဖြစ်ပေမဲ့ခုနကပြောသလိုပဲအဓိကကိုယ်စိတ်ကို suppress လုပ်နိုင်မှုပါအရေးကြီးတယ် so အဲ့ suppress လုပ်တဲ့အခါမှာကိုယ်စိတ်ကိုလှုပ်လိုက်တဲ့အခါမှာကြတော့ကိုကစိတ်အားလည်းမငယ်နေဘူး um ကိုကိုကို positive ခွန်အားပြန်ပေးတာပေါ့ဇန်နဝါရီဘာမှမလို့အဓိကမျိုးသမီးတယောက်ရဲ့လို့ဖြစ်လာရင်ကိုစိတ်ကိုနိုင်အောင်ကိုစိတ်ကိုအာ control လုပ်နိုင်အောင်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုနဲ့ပတ်သက်တဲ့အရာတွေစာပေပဲဖြစ်ဖြစ်အာဝါသနာပါတဲ့အရာတွေပဲဖြစ်ဖြစ်ရှာဖွေပြီးတော့အခုလိုမျိုးအာ balance လောက်လာလို့အောင်မြင်တဲ့ successful ဖြစ်တယ်ရေလို့တော့မဟုတ်ပေမဲ့ကိုကျင်တတ်တဲ့လမ်းကြောင်းတစ်ခုကိုတော့ လောက်ရှောင်းနေပါရဲ့ရှင် is a long journey လေနော် long journey ဆိုတော့ကြတော့ prioritization ကတော့အရန်အရေးကြီးရလို့မှလည်းမြင်နေပေါ့နော်ကိုကိုတိုင်းလည်း vegan တရားဖြစ်နေတယ်ကိုကိုတိုင်းလည်းညီမလေးနဲ့အလိုမျိုးအတူတူပဲပေါ့နော်အလုပ်လည်းလုပ်နေရတယ်အလုပ်ကိုလည်း give up မလုပ်ချင်တော့ကြတော့ long journey ဖြစ်တဲ့အတွက်ကြောင့်မို့ prioritization နဲ့စိတ်ရှည်မှုနဲ့နောက်ပြီးတော့ကြတော့ဟို depression ရမသွားအောင်ပေါ့နော်ကိုကိုကိုပြန်ပြီးတော့ကြတော့ manage လုပ်နိုင်ဖို့ဆိုတာဟာတော့ဒါအရန်အရေးကြီးရလို့မှလည်းမြင်နေပေါ့နော် က်အကြောင်းတစ်ခုอ่ะကြောင်းညီမလေးရဲ့အမဆိုလို့ရှိရင်လည်းဟို struggle အရင်လောက်ရတယ်ပေါ့နော်ကလေးနဲ့လေကလေးနဲ့အလုံးနဲ့လူမှုရေးနဲ့ struggle အရင်လောက်ရတယ်အဲ့တော့ဒီနေ့ဆိုလဲ struggling နေအများကြီးပဲပေါ့နော်မပြောတော့ဘူးပေါ့အဲ့ဒါညီမလေး life မှာရောအဲ့လိုမျိုးဒီကဲကိုအရင် struggle လောက်ရပြီးတော့ almost give up ပေါ့ okay တော်ပြီငါဒါတွေမလုပ်ချင်တော့ဘူးဆိုတဲ့ဟာမျိုးဒီဖြစ်လာတဲ့အခြေအနေမျိုးကိုကြုံခဲ့ဘူးလားပေါ့နော်အဲ့လိုကြုံခဲ့ဘူးရင်ရောဒီ strength တွေပြန်ပြီးတော့ um mm nga give up တော့မဖြစ်ဘူးငါ continue ဆက်လုပ်ရမယ်ငါဒီမှာဒီလမ်းကြောင်းပေါ်ငါဆက်သွားမှာဖြစ်ပဲဆိုတဲ့ဟာမျိုးဟိုအခြေအနေမျိုးပေါ့နော်ဂျုံခဲ့ဘူးတယ်ဆိုလို့ရှိရင်ဘလူးပုံစံမျိုးနဲ့ခွန်အားတွေပြန်ရအောင်ယူတယ်ဂျုံနာတော့အများကြီးတော့ဂျုံခဲ့ပါတယ်ဟာရဲမှာဒါပေမဲ့လို့ခုနကညီမပြောသလိုပဲပေါ့နော်အာကိုယ့်စိတ်ကိုအမြဲတမ်းအချိန်မီလေး suppress သွားလုပ်နိုင်တဲ့အပိုင်းလေးရှိတယ် အဲ့ဒါကြောင့်လည်းနောက်ပိုင်းပေါ့ဒါပေမဲ့ပထမဆုံးအချိန်ပေါ့အမခုနပြောသလိုပဲအရန်ရှိရဲအဲ့ဒီအချိန်မှာဘာလဲဆိုတော့ကိုကဟိုနေရာလဲသွားခြင်းဒီနေရာလဲသွားခြင်းဟိုလောက်ကိုလဲပြီးအောင်လုပ်ခြင်းဒီလောက်ကိုလဲပြီးအောင်လုပ်ခြင်းဒါပေမဲ့ဟိုအဲ့အတွက်ကိုကိုကမလုပ်နိုင်လုပ်ပြီးွားရင်လဲတခါလေကြာရင်တခါတည်းအရင်တော့လို့မပြီးွားတဲ့အချိန်ရှိရဲအဲ့မျိုးစား repeated လုပ်ရတဲ့အားမျိုးဘာလို့မပြီးတာလဲဘာလို့မအောင်မြင်တာလဲဘာလို့မဖြစ်တာလဲပေါ့နော်အဲ့လိုမျိုးတွေစိတ်ညစ်လာတာတွေတော့အများကြီးရှိရဲ့ give up လုပ်ဖို့ဆိုတာတော့ အဲ့လိုတော့မရှိလာဘူးခုနပြောသလိုအာကိုဟာအရန်တခုခုဆိုရင်အရန်လှုပ်ချင်တဲ့လူပေါ့နော်ဟိုပြီးအောင်လှုပ်ချင်တယ်ပြီးတော့ကိုယ့်ရဲ့ဒီအမေရဲ့လို့ဖြစ်လာတဲ့ဟာ next challenge အနေနဲ့တွေးထားတာအမားတို့တည်းအတိုင်းမဲ့ဒီညီမတို့ကြတော့အလုပ်လုပ်လာတယ်အစတည်းကအာစီးပွားရေးလှုပ်လာတဲ့အမျိုးသမီးတွေအမ်အဲ့ဒါရဲ့ next step က marriage marriage ကိုလက်ခံလာတဲ့အမျိုးသမီး and then another challenge ကကိုက motherhood motherhood အဲ့လိုမျိုးလက်ခံလာတဲ့အတွက်ကြောင့်ဒါကိုကိုကို challenge လုပ်နေတဲ့အချိန်ဆိုတော့ဒီလိုမျိုးဟိုဖြစ်တဲ့အချိန်တွေကိုကိုကလက်မခံဘူးဖြစ်နေရပါဘောเนาะခုနပြောသလို depression ဝင်တာ give up လုပ်ချင်တာကိုလက်မခံတာခါကြ guilty conscious တွေပါရလေကလေးကိုအချိန်မပေးနိုင်လို့ရှင်လေ guilty တွေဖြစ်တဲ့ဟာမျိုးအဲ့ဒါမျိုးဟုတ်တယ်အဲ့တော့အကုန်လုံး give up မလုပ်ချင်ဘူးလောဘကတဖြည်းဖြည်းကြီးလာကြီးလာအမေခုနညီမရှင်းပြသလိုပဲလောဘကြီးနေရမယ့် ာမှမပြီးတော့ပြီးတော့အဲ့မှာလောဘတစ်ခေါက်ကြီးသွားတယ်အမရေတစ်ခေါက်ကြီးသွားတဲ့အခါမှာဘာမှမပြီးတော့တာမဟုတ်ဘာမှမအောင်မြင်တော့တာပေါ့နော်အချိန်ပိုင်းစလေးတော့ရှိရယ်အဲအဲ့ဒါကြတော့ကိုကိုကိုခုနကပြောသူခွဲခြားပြီးပြန်ဆုံးဖြတ်တယ် prioritize ဘယ်ဟာကဒီအချိန်မှာ priority ပေးသင့်လဲအရင်လုပ်သင့်လဲဒါပြီးရင်ဒါပေါ့အဲ့အချိန်မှာလှုပ်လိုက်တဲ့အချိန်မှာနောက်တစ်ခုကိုလှုပ်တဲ့အခါမှာလည်းသူ့ကိုပေးတဲ့အချိန်က full ဖြစ်တယ်အဲ့ခါကြတော့ခုနပြောသူက balancing လုပ်လိုက်တဲ့အခါ slicing ပေါ့နော်ကိုယ့်အချိန်ကို slicing လုပ်ပြီးတော့ အာခဏလေးဆောင်ဒါလေးလှုပ်ပေးမယ်ရမယ်အဲ့လိုမျိုးလှုပ်လိုက်တဲ့အခါမှာတစ်ဖက်ကိုလည်းညံ့တာမပြရသလိုတစ်ဖက်ရဲ့ကိုယ်စိတ်ကိုလည်းအဆင်ပြေစေရပါတော့အဲ့ဒါကြတော့အမ်အခုနပြောသလိုပဲအချိန်ပေးရတယ်နေချင်းညချင်းရော့ဒီ motherhood ကိုယူပြီးွားတဲ့အချိန်မှာတော့ပြီးမနေဘူးပေါ့အချိန်လေးပေးရတယ်အချိန်ပေးရတဲ့အခါကျတော့တစ်နှစ်နှစ်နှစ်စာမှာအမ်ဒီ struggling တွေကိုမခုနပြောသလိုပဲအများကြီးကြော်ဖြတ်ပြီးသွားပြီးပေါ့ ဟုတ် give that တော့မလုပ်ဘူးဒါပေမဲ့အဲဟိုစိတ်ကိုတက်နိုင်သမျှပြန် short ထားရဲပေါ့နော်ကိုယ့်ရဲ့ expectation စီကိုနည်းနည်းပြန်ပြီးတော့ကြတော့ balancing ပြန်လုပ်ရတယ်ဟုတ်တယ်ဟုတ်တယ်တော့ဗာရန်ကြီးခဲ့ကြီးလဲကြီးလို့ဒီ challenge ကိုယူတာပေါ့အမ်ဟိုအမေအမျိုးသမီးတွေရဲ့ဒီ challenge ပေါ့နော်သူတို့ရဲ့ next challenge ကအမေတယောက်ဖြစ်ဖို့ဆိုတာအခုနကပြောသလိုပဲဒီဟာအလုံးမဟုတ်ဘူးကိုယူတဲ့ challenge ပြီးတော့ လူတိုင်းလည်းမလုံနိုင်ကြဘူးလုံလုံနိုင်တဲ့သူတွေလည်းရှိတယ်အဲ့လုံနိုင်တဲ့သူတွေခုနကပြောသလိုပဲဒီအမပြောသလိုပဲပေါ့နော်မတိလိုက်ဘူးအရှိမကိုရှိမမတိလိုက်အကုန်လုံးကလှလှပပကြောကြောမောမောနဲ့လာတယ်လာပြီးရောယုံတက်တယ်ဒါပေမဲ့သူတို့ဒီအရန်ဟိုဟိုအမ်တာမာတဲ့အမိတွေဒါမျိုးတွေဖျက်ကျော်ဖို့အတွက်သူတို့လည်းအချိန်အများကြီးယူခဲ့ရမှာပဲအဲ့ခါကျတော့ဒီ challenge ကြီးပေါ့နော်အမျိုးသမီးတိုင်းရဲ့ challenge ကအမေရလို့ဖြစ်လာတဲ့အခါမှာအရင်တည်တာပါတယ် the most ဟို challenging oh. tax in the wall လို့မာတခါလေးကြာပြီပေါ့လေဟုတ်တယ်ဟုတ်တယ်မေဟိုဖြစ်ဖူးမှာပေါ့နော်ကိုဒီဟာကို balance လုပ်ရတဲ့ဟာအထူးသဖြင့်ဒီ career life ကိုလည်းမစွန့်လွတ်နိုင်တဲ့အခါမှာအဲ့ဒါကတော့အရင် challenge ဖြစ်တယ်လို့မြင်တယ်ပေါ့နော်အဲ့ဒီနှစ်2025ရဲ့ international women's day မှာအမတို့ဒီ treasure star ကလုပ်တဲ့ campaign လေးကကြတော့ a woman billions in every facet ပေါ့เนาะအဲ့တော့ဘယ်လိုပြောမလဲအမျိုးသမီးတိုင်းအမျိုးအမျိုးသမီးတစ်ယောက်ပေါ့เนาะသူ့ရဲ့ဖြစ်တည်မှုတိုင်းမှာအာတောက်ပမှုအဲနောက်တစ်ခုကကြတော့ထက်မြက်မှုပေါ့เนาะဒါလေးတွေကိုရှိနေဖို့အတွက်ကိုအမျိုးသမီးအချင်းချင်းခွန်အားပေးမယ်ဆိုတော့အဲပုံစံမျိုးနဲ့ဒီ campaign ကိုမတော်စားခဲ့တာပေါ့စားခဲ့တာဆိုတော့ညီမလေးအနေနဲ့ဘီလီယံစ်ဖြစ်တယ်ဆိုတော့ဟာကိုခံယူထားရတယ်အဲတောက်ပထက်မြက်မှု အမျိုးသမီးတိုင်းကသူ့ရဲ့အာ shine ရှိကြရပေါ့နော်အဲ့ခါကျတော့ညီမတယောက်နဲ့တယောက်ကို shine ပို့ဖြစ်တယ်ကိုပို့ပြီးတော့သူများထပ်တောက်ပါတယ်အဲ့လိုမျိုးထပ်ဆိုင်ရင်ညီမကကျတော့လူတဦးတယောက်ချင်းစီမှာသူ့အလှနဲ့သူ့ရဲ့ကိုစီပေါ့နော်သူ့အလှတရားဆိုတဲ့ဟာကိုရှိရဲဆိုတော့ညီမအာလက်ခံထား အလားတူပဲခုန brilliant ဖြစ်တယ်ဆိုတဲ့ဟာလည်းသူတို့ရဲ့ကြွန့်ကျင်မှုပေါ့နော် သူ့နေရာနဲ့သူကြွန့်ကျင်မှုအဲ့ဒါမျိုးကိုအကုန်လုံးကိုစီရှိကြတယ်ဆိုတဲ့ဟာကိုလည်းညီမကလက်ခံထားတယ်အာညီမကပြောမယ်ဆိုရင်ညီမကအာဒီနေရာမှာအရန်တော်တယ်ထတ်တယ်ဆိုရင်ညီမအာဒီတစ်ခုပဲဟုတ်ရင်ဟုတ်မယ်ပေါ့နော်ဒါပေမဲ့အမမှာရှိတဲ့အမရဲ့ talent အမမှာရှိတဲ့အမရဲ့အရေးသွေးလိုမျိုးညီမကလည်းရှိကြမှာရှိပဲဆိုခုနကပြောမယ်ဆိုရင်တော့ ခြုံငုံပြီးပြောမယ်ဆိုရင်တော့ကို talent နဲ့ကိုအားလုံးကတောက်ပါကြတယ်တောက်ပါကြတဲ့ခါကျတော့ကျမညီမတို့ဒီအမျိုးသမီးအချင်းချင်းပေါ့နော်ခုနကပြောသလိုအာညီမရဲ့ဒီစက်ဝင်းမှာရှိတဲ့အမျိုးသမီးတငယ်ချင်းတွေအကုန်လုံးအာစီးပွားရေးသမားဖြစ်ရင်ဖြစ်မယ် artist ဖြစ်ရင်ဖြစ်မယ် engineer ဖြစ်ရင်ဖြစ်မယ် every um ဒီ industry မှာရှိတဲ့သူတို့ရဲ့ talent ရှိတဲ့အမျိုးသမီးတိုင်းဟာသူ့နေရာနဲ့သူတောက်ပါတဲ့အတွက်ကြောင့်ညီမတို့ဒီလိုမျိုးဒီ network ကြီးတစ်ခုလုံးကို grow ဖြစ်ဖို့ဆိုတာကိုယ့်ရဲ့အချင်းချင်းရဲ့ ရေချင်းတွေအကုန်လုံးကိုနော်ဟိုကိုကလက်ခံထားရမယ်သူ့ထက်ကိုပို့တော်တာမဟုတ်ဘူးသူတော်တဲ့ဟာကိုလက်ခံရမယ်အဲ့ဒါကြတော့ညီမတို့ sharing လုပ်တဲ့သဘောပေါ့နော်ဒီ talent ကအဲ့လိုမျိုး um တယောက်နဲ့တယောက် talent တွေကိုလက်ခံတာမှာကိုကဒီတိုးတက်တဲ့ um grow ဖြစ်တဲ့ network ကြီးတစ်ခုကိုဒီစောင့်နိုင်မယ် global မှာလည်းကိုရဲ့ဒီမြန်မာ network ပေါ့เนาะအမျိုးသမီး network ကြီးတစ်ခုလုံးဟာပို့ပြီးတော့ grow ဖြစ်လာမယ်ပေါ့အဲ့ခါကျတော့ခုနကပြောသလိုပဲအမကိုလည်းအရန်အားကြတယ်ဘာဖြစ်လို့လဲဆိုတော့အမရဲ့လုံနိုင်စွမ်းအမရဲ့ brilliant ဖြစ်တဲ့ညီမကဂုံယူတယ်အဲ့အဲ့တော့ညီမကအမဘာလို့လို့ support လုပ်မယ်အလားတူပဲအာညီမကိုလည်းဒီ made in myanmar product တွေထုတ်တဲ့ မဆွေစင်လေးရဲ့ Stella Collection ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့เนาะအကုန်လုံးကအမားတို့ဒီလေညီမကို support လုပ်ကြတယ်အချင်းချင်း woman supporting woman ဆိုတဲ့ခေါင်းစဉ်အောက်မှာအကုန်လုံးကတောက်ပပြီးတော့သူ့ရဲ့ရှိတဲ့ brilliant ဖြစ်တဲ့ talent တွေကိုအကုန်လုံးဖော်ထုတ်ပေးကြတယ်အချင်းချင်း support လုပ် support လုပ်ကြတယ်အဲ့လိုမျိုးခေါင်းစဉ်နဲ့ပဲညီမကဒီ brilliant ကိုအတိတ်ပဲဖွင့်ချင်ပါတယ် very good เนาะအဲ့တော့ညီမလေးပြောချင်တဲ့ဟာကလူတိုင်းရဲ့ဖြစ်တည်မှုကိုတူဦးတယောက်ချင်းစီရဲ့ဖြစ်တည်မှု ေးစားတယ်လက်ခံတယ် support လုပ်တယ်ဒါဟာအာညီမလေးလက်ခံထားတဲ့ billions ဖြစ်တဲ့ဟာကိုကိုတိုင်းလည်းကိုရဲ့လုံနိုင်စွာအားတွေကိုအတိမတ်ပြုတယ်။အဲအဲ့လိုမျိုးပဲသူများရဲ့လုံနိုင်စွာအားတွေကိုလည်းအတိမတ်ပြုတယ်။ဒါဟာညီမလေးတို့ billions ဖြစ်တာ။ Very good. Very good definition. Thank you. Thank you. ဟုတ်။ဂျင်းဆုံးတော့ congratulations ပေါ့နော်။ညီမလေးတို့အများကြီးခုန်ယူတယ်။ဘာကိုခုန်ယူလဲဆိုတော့ကြာပြီးခဲ့တဲ့နှစ်က ASEAN Business Award 2023ကိုရခဲ့တယ်ပေါ့နော်။နောက်ပြီးတော့ညီမလေးနဲ့မနဲ့မနေ့ကဖုန်းပြောတော့လဲပြောတယ်လေ။ Global Recognition C Award C ကိုနှစ်တိုင်းကိုရယူခြင်းနဲ့နှစ်တိုင်းလည်းစူးစမ်းနေတယ်ဆိုတဲ့ဟာရော။နောက်ဒီကိုယ့်ရဲ့ brand နဲ့ပတ်သက်ပြီးတော့ကိုက local မှာထုတ်တဲ့ brand ဖြစ်တဲ့အတွက်ကြောင့်မဒီ brand နဲ့ပတ်သက်ပြီးတော့ဟောနိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်တွေလည်းရထားတယ်လည်းမတွေ့ရတယ်ပေါ့နော်ညီမလေးရဲ့ဒီ တွေ့ရတဲ့ဆိုတော့ကြောင့်အဲ့ဟာမျိုးကိုယ့်ရဲ့လူ local ကနေပြီးတော့ကြောင့် product စီထုတ်တဲ့အခါကျလို့ရှိရင် international recognition ဆိုတာအရင်ရေးကြည့်တာ哦အရင်ရေးကြည့်ညီမလေးရဲ့ journey မှာလည်းဒါအရင်ရေးကြည့်မယ်လို့မှထင်တယ်ပေါ့နော်အဲ့တော့အဲ့အလေးနဲ့ပတ်သက်ပြီးတော့ငါမျှဝေစေချင်ပါတယ်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါမှအမ်အရင်ဆုံးတော့ညီမရဲ့ဒီ background ပေါ့နော် industrial background ကတော့မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့အဲကျိန်တယ်ပေါ့နော်အချောတဲ့ထုတ်လုပ်တဲ့လုပ်ငန်းကိုနိုင်ငံတကာကို post အိုချရတဲ့လုပ်ငန်းဖြစ်တယ်။အဲ့ဒါတော့မီယိုဖလာလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်နှစ်30ရှိခဲ့ပြီပေါ့။ညီမတို့ရဲ့လုပ်ငန်းသဘောတဘာဝကြတော့သူကတော့ grassroot level ကနေပြီးတော့ဒီလုံအောင်အချောတဲ့အထိအစင်စင်ပေါ့နော်လုပ်ငန်းအစင်စင်အာ detail ကြကြလုပ်ပြီးတော့ made in မြန်မာ local မှာဟိုကဘာပေါ်နိုင်ငံ30ကျော်ထုတ်လွှင့်တဲ့အာ company ပေါ့နော်။ဒါကတော့အာညီမကြတော့ second generation ဖြစ်သွားပြီပေါ့။ Okay ။ um ဒီ second generation မှာညီမကဒီ branding အနေနဲ့စပြီးတော့ introduce လုပ်တာတော့ဒါ innovation နဲ့ဒီ branding ပေါ့เนาะနှစ်ခုပေါင်းပြီးတော့ local made ဒီမြန်မာပြည်မှာ international တန်းဝင်ပြီးတော့ထုတ်လုပ်နိုင်တဲ့ကုန်ပစ္စည်းတစ်ခုအနေနဲ့ဖြစ်စေခြင်းတဲ့အတွက်ကြောင့်ဒီ image ကိုညီမပုံမှန်တမန်ယူကြထုတ်လုပ်တဲ့ကုန်ပစ္စည်းပေါ့เนาะ made in မြန်မာဒီချိန်တွေကိုမြင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အားလုံးအသုံးပြု ကျင်တဲ့အနေအထားလေးတစ်ခုရအောင်လို့လို့အမျိုးသမီးတွေကိုတာဂက်ထားတယ် lifestyle and fashion ပေါ့နော်အဲ့ဒီ design innovation တွေလုပ်လိုက်တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုး design innovation ပေါ့နော်အစအစအရာရာပြန်ပြီးရောကိုယ့်ရဲ့အာလိုအပ်ချက်ကနေပေါ့နော်လေ့လာပြီးတော့ဒါကိုနဲ့အရန်ကျွမ်းဝင်တဲ့နေရာတော့မဟုတ်ဘူး fashion ဆိုတာကြည်ပြတ်နေဒါမှညီမတို့က lifestyle နဲ့အရန်ကျွမ်းဝင်တယ်ဆိုတော့အဲ့ဒီဒီပစ္စည်းတွေကိုစပြီးတော့ပေါ်ထုတ်တဲ့အချိန်မှာကိုကအစအဆုံးပြန်ပြီးတော့ အာတိရတယ်ဗောနော်လို့တိအောင်လှုပ်ရတယ်တင်တန်းတွေပြန်တက်ရတယ်အဲ့ဒါနဲ့ခုနအမအရှင်ပြခဲ့တဲ့ Stella Collection ဆိုတာလေးဖြစ်လာတယ်ဗောနော်အာဒါဖြစ်လာတဲ့ဟာမှာလဲအမ်မြမဘာတွေလေးလာသိရှိခဲ့ရလဲဆိုတော့အရာရာကဘာတန်းဝင်တဲ့အခါမှာပုံမှန်တမန်ရိုးကြလုပ်နေတဲ့ဒီအမ် export မှာဟိုကိုယ်ကရေးရှည်သွားဖို့အတွက်ရာအာဘာအရေးကြီးလာလဲဗော ိုလောက်တာတော့ဒီမှာတမန်ရိုးကြလုပ်ငန်းက expo ကိုဒီအိမ်သုံးဆောင်ပစ္စည်းလေးတွေလောက်တယ်နောက်တစ်ခုကကြတော့ဒီ local awareness အတွက်ကိုကြတော့ fashion ဘက်ကိုအာတုံးတဲ့ဒီအိတ်ကလေးတွေလောက်တယ်ညီမလေးရဲ့အိတ်တွေဆိုရင်အခုဆိုရင်မင်္ဂလာဆောင်တော့ပါလို့ဆိုလို့ရှိရင်အရန်တုံးကြရလေဟိုမင်းကလေးတွေအမျက်တနုတံပိုးထားပြီးတော့တုံးလာတာတွေ့ရတယ်နော်ဟုတ်အဲ့လိုဘလိုပဲလှုပ်လှုပ်ပေါ့နော်လှုပ်တဲ့အခါမှာညီမအမြဲတမ်းလေးလာတင်ယူမှုကိုနှစ်တိုင်း လုတ်သွားတယ်ပေါ့လုတ်သွားတဲ့အခါမှာကိုကိုရဲ့အတွေ့အကြုံရောဒီအလုတ်ကတင်တဲ့အတွေ့အကြုံရောကိုရဲ့တင်ယူမှုရောကအာဘာကိုသိစေလဲဆိုတော့ဒီပုံမှန်အမြဲတမ်းရေရှည်ပေါ့နော် sustainable ဖြစ်မဲ့ business တစ်ခုကိုစောက်တည်တာအရင်အရေးကြီးရယ်ဆိုတာသိလာတယ်ဘယ်နိုင်ငံဘယ်လိုမျိုးအခြေအနေမှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာမဟုတ်ဘဲနိုင်ငံပဲဖြစ်ဖြစ်ဒီ sustainable business ဆိုတဲ့ဟာဒါ future of the industry ပေါ့ any industry ပေါ့အဲ့ဒါကိုသိလာတဲ့အခါမှာ how do we make sustainable business ပေါ့စဉ်းစားလာတဲ့အခါမှာခုနအမပြောတယ် certification တွေ awards တွေ recognitions တွေကလိုအပ်ချက်ထဲမှာပါဝင်လာတယ်ဒါကတော့ကိုကလိုအပ်လို့လားကို industry ကမလိုအပ်သေးခင်တည်းကကိုကလိုအပ်လာနိုင်တယ်ဆိုတဲ့ဟာကိုဒါ future impact ပေါ်မှာပြန်စဉ်းစားရတယ်အဲ့တော့ကိုက future မရှိဘဲနဲ့လည်းရှေ့ဆက်တူလို့မရဘူးအဲ့တော့ကိုရဲ့ future ကဘာလောက်ချင်လဲဆိုတဲ့ဟာမှာဘာပဲလောက်ချင်လောက်ချင်ဒါ readiness ပေါ့တခုခုကို preparation လုပ်ရမယ်ဆိုတဲ့အခါမှာခုနက ရင်မိကုန်တိုင်းမဲ့ awareness မှာဒီ um global certification no recognitions ဒါတွေပေါ့ award ပေါ့ဒါတွေအကုန်လုံးကနှစ်စဉ်နှစ်တိုင်းမှာလေ့လာပြီးတော့ upgrade လုပ်ရမယ်ဟာအဲ့ဒါလောက်တဲ့အနေနဲ့အနေထားမှာလဲညီမတို့ကလေ့လာသင်ယူမှုတွေဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့ရှိတဲ့လုပ်ငန်းတသေးလေးရလဲအာခိုင်မြဲွားနိုင်တယ်ရေရှည်ပေါ့ရေရှည်မှာခိုင်မြဲွားနိုင်တယ်ပို့ပြီးလဲတိုးတက်လာနိုင်တယ်ကိုယ်ဝန်ထမ်းတွေကိုလဲပို့ပြီးတော့ အတိအမြင်ကြွယ်ဝအောင်လုပ်ပေးနိုင်တယ်ဆိုတော့ quality control ပိုင်းလည်းပိုကောင်းလာတယ်နော်အလုံးပေါ့နော်အဲ့လိုမျိုးပိုကောင်းလာနိုင်တယ်ကိုက handmade industry ဆိုတာမလုပ်လို့မလုပ်ဘူးလို့ထင်ထင်ကောင်းထင်လိမ့်မယ်ပေါ့နော် handmade ချိန်လောက်တာချိန်ကိုရက်လိုက်တယ် no မဟုတ်ဘူးဒီဟာရဲ့ industry တစ်ခုလုံးအနေနဲ့ပြောမယ်ဆိုရင် the whole supply chain ကိုညီမတို့ကအစအဆုံးနားလေတင်ယူထားတဲ့ပြုံပို့ပြီးတော့စီးကြက်အောင်လုပ်ရတဲ့အတွက်ကြောင့်သူ့စီမှာရှိတဲ့နီလန်တကြားလုပ်ဖို့ဆိုတာပို့အရေးကြီးလာတယ်အထူးသဖြင့်အာကုန်ကျန်းတွေရှားတဲ့အချိန်မှာဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးပေါ့နော်အမိုင်းအဲ့ခါကျတော့ညီမတို့ကဒီဇိုင်းဘက်ကိုရွေးရှာပါရတယ် quality ဘက်ကိုရွေးရှာပါရတယ် quality ပိုကောင်းပြီးဒီဇိုင်းခိုင်မာမှုရှိတဲ့ဟာမျိုးသွားရတယ်ဆိုတော့ ဒါအိတ်ရဲလို့မှလည်းမဟုတ်ဘူးအိမ်သုံးဆောင်ပစ္စည်းရဲလို့မှမဟုတ်ဘူးညီမတို့ကြော်ရုပ်အခြေခံထားတဲ့ဟာရဲ့ခုနအမ် system လေးတွေကိုတောင်းလိုက်ရဒီ system တွေအကုန်လုံးကအာခုနပြောတဲ့ certification bodies တွေမှာအကုန်ပါသွားတယ်ပေါ့နော်အဲ့တော့ why not အဲ့မှာညီမတို့ဒီဒီ ISO တွေစယူတယ် environmental impact ကကိုနဲ့အများကြီးဆိုင်တဲ့အတွက်ကြောင့် EMS အဲ့ဒါတွေအကုန်လုံးကိုညီမနှစ်စဉ်နှစ်တိုင်းယူပစ်တယ်ဒါအပြင်ကိုယ့်ရဲ့ဒီ talent ပေါ့နော် talent တခုနဲ့ကိုယ့်ရဲ့ recognition ကို သိချင်တဲ့အတွက်ကြောင့်အများရန် award တွေဝင်ပြိုင်တယ်ပြီးတော့ကိုယ့်ရဲ့ဒီ um export လုပ်တဲ့အခါမှာသူများနဲ့မတူဒါအရန်ကိုခတ်ခဲ့တဲ့100%ဟိုစိတ်နှစ်ပြီးလုပ်ရတဲ့လုပ်ငန်းလေးဖြစ်တဲ့ industry လေးကတီးတယ်ဒါပေမဲ့လည်းဟိုကိုက recognize တခုဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်တိုးတက်မှုအမြဲတမ်းလိုချင်ပြီးခုနကညီမသွားချင်တဲ့ for um sustainable business ပေါ့နော် towards sustainable business အဲ့လိုသွားချင်တဲ့အတွက်ကြောင့်ခုနက ဒီ award ကိုလည်း try ကြည့်ရဲအဲ award တွေလည်းရလာတဲ့ခါမှာပို့ပြီးတော့အားရှိတယ်ဒါဖြစ်နိုင်ခြင်းရှိတယ်ဆိုတဲ့ဟာပေါ့ကိုကိုကိုယုံကြည်မှုရောကို product ရဲ့ identity ကိုအကုန်လုံးတက်လာတာဟုတ်ကဲ့ဟုတ်ကဲ့ဟိုကိုကဒါအောင်ရမယ်ဆိုလို့လုပ်တာတော့တခုမှမရှိဘူးဒါပေမဲ့အာ just give it a try မော်အဲ့တော့မ try ရင်တော့ဘာမှမရဘူးမလှုပ်ရှားရင်တော့ဘာမှမရဘူးဒီတိုင်းထိုင်နေထိုင်နေတဲ့အတိုင်းပဲဖြစ်မယ်အဲ့တော့ကိုက move လုပ်မှပဲကိုယ့်ရဲ့နေရာကိုဘယ်ထိသွားနိုင်လဲရနိုင်လားဖြစ်နိုင်လား everything က သို့လောသူလောဟာတွေအကုန်လုံးဖြည့်ရှင်းနိုင်မှာပေါ့နော်အခုချိန်ကြီးလည်းညီမ trend နဲ့ဟာတွေလည်းရှိရပေါ့ဒါပေမဲ့အာဒါပေမဲ့ဆိုတဲ့ဟာမှာအချိန်ယူရတာအချိန်ယူလဲဘာပဲပြော I will still target တစ်ခုထားထားပြီးတော့ကြတော့ထောင်သွားမယ်ဆိုတော့ target တစ်ခုထားထားရင်အဲ့ဟာအတွက်ကိုစူးစမ်းနေတဲ့ဟာလည်းရှိနေတာဟုတ်ကဲ့ဒီကောင်းပါတယ်အများကြီးလဲအဲကြည့်တဲ့လူတွေလဲအများကြီးလေ့လာလို့ရမယ်လို့ကျွန်မထင်တယ်။ဘာကြောင့်လဲဆိုတော့ကျတော့ကျမတို့ဒီ business တွေကအထူးသဖြင့် MSME တွေတို့ local business တွေတို့ဆိုလို့ရှိရင် sustainable ဖြစ်ဖို့ဆိုတာအရင်ခက်ခဲတယ်ပေါ့ ော်ဉာဏ်ခက်ခဲတဲ့အတွက်ကြောင့်မလို့အဲ့လို sustainable ဖြစ်ဖို့အတွက်ဆိုလို့ရှင်ကိုယ့်ရဲ့နိုင်ငံကပဲအတိမတ်ပြူတာမဟုတ်ဘဲနဲ့ကဘာကပါအတိမတ်ပြူတဲ့ recognition စီနောက် quality control အပိုင်းတွေကိုလုပ်ရမယ်ဆိုတဲ့ဟာလေးလည်းဒါအများကြီးလေ့လာလို့ရမယ်လို့ထင်ပါတယ်နော် ခုကကြတော့ဗာလဲဆိုတော့လေအမတို့မျိုးသမီးတွေကပေါ့နော်ကိုကိုကိုအမြဲတမ်းအနောက်မှာထားကြတယ်အဲကိုရဲ့မိသားစုကိုရဲ့လင်ယောက်ျားကိုရဲ့သားသမီးကိုမိမိဘပေါ့နော်အမြဲတမ်းကိုဆိုတဲ့ priorities ကအနောက်မှာရှိနေတယ်တော့ဒါပေမဲ့ဒီဟာကိုကိုကတစ်ခါတကြတော့ခြေခြေနဲ့နဲ့ကြီးယူထားပေမဲ့ပင်ပန်းလာတဲ့အခါမှာဘန်းနောက်ဖြစ်လာရတယ်ရှိတယ်ပေါ့အဲ့တော့အမျိုးသမီးတစ်ယောက်ကကို worth ဖြစ်တဲ့ဟာပေါ့ကိုလိုချင်တဲ့ဟာဆိုရင်လည်းကိုအနောက်မှာထား ွယ်ဥပမာဆိုလောက်ဝေရတနာတို့အစင်တစားတို့ဘာလို့ဆိုလို့ရှိရင်လဲအော်မဝယ်သေးပါဘူးတခြားဟာတွေအရေးကြီးတဲ့ဟာတွေလုပ်မယ်ဆိုတဲ့ဟာမျိုးရှိတယ်ပေါ့နော်အဲ့တော့လောက်ဝေရတနာဆိုတဲ့ဟာကအမမြင်မှာပေါ့နော်ဒီ luxury အနေနဲ့ပဲမဟုတ်ဖ ೇನೆ အဲဟိုကိုယ့်ရဲ့တံပိုးထားမှုကိုယ့်ရဲ့ဂုဏ်သရေရှိမှုတွေကိုလည်းဒါအများကြီးနောက်ကိုယ့်ရဲ့ confidence level ကိုလည်းအများကြီးတက်စေတယ်ပေါ့နော်ဒီဟာရင်နဲ့မြင်တဲ့အမြင်ပေါ်မှာညီမလေးအမြင်ကိုဘလို့ရှိတယ်လဲမိန်းကလေးတယောက်ကဒီဟာကိုဘလို့ worth ချစ်တယ်လဲ deserve ဖြစ်တယ်လဲဆိုတဲ့ဟာပေါ်မှာပေါ့နော်ညီမလေးရဲ့အမြင်ဘလို့ရှိတယ်လဲ ကဲအမ်ဒါကတော့ဟိုတယောက်တစ်မျိုးမြင်ကြတာပေါ့နော်မြန်မာနိုင်ငံမှာအထူးသဖြင့်ပေါ့မြန်မာမြန်မာနိုင်ငံအနေနဲ့ပဲပြောမယ်ဆိုရင်အမ်မြန်မာနိုင်ငံမှာကြောက်လဝိယတနာကအရေးကြီးတဲ့ဂုံပုတ်ပေါ့ဂုံပုတ်တစ်ခုအနေနဲ့ဟိုးရှိတဲ့ရပေါ့နော်အဝစ်စင်ကြရပေါ့မဝစ်စင်မှုဆိုရင်တော့မလဝိယတနာဆိုတာအတွင်းပစ္စည်းဟုတ်တယ်နော်မိသားစုတစုရဲ့အတွင်းပစ္စည်းဆိုပြီးတော့သူတို့ကယူဆသုံးချကြရပေါ့ ဒီအတွင်းပစ္စည်းကလည်းအတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ saving ပေါ့မိသားစုရဲ့ saving ပေါ့အဲ့လိုမျိုးလေးနဲ့မြန်မာနိုင်ငံမှာအမ်ဘယ်မိသားစုမဆိုရှိကြရဲပေါ့မရှိတဲ့အခါကျရင်လည်းမရှိဝမ်းစာဆိုတဲ့အချိန်မှာဒီပစ္စည်းလေးတွေက investment လုပ်ထားတဲ့ဟာကိုပြန်ထုတ်ပြီးတော့ရောင်းချကြရဲပေါ့ဒါတော့ညီမရဲ့မြင်တဲ့ပုံမှန်ဒီလက်ဝတ်ရတနာအမ်အတွင်းပစ္စည်းပေါ့ဒီပေါ်မှာအခုခေတ်ကျတော့ညီမတို့ကအခုအလုပ်လုပ်လာကြပြီလက်ဝတ်ရတနာဆိုတဲ့ဟာကိုယ့်ရဲ့ မပါမဖြစ်အစဉ်တစားအနေနဲ့အသုံးပြုလာကြပြီပေါ့နော်အခုအလုပ်မှာဆိုလို့ရှိရင်လည်းကိုကအာအမြဲတမ်းတင့်တင့်တက်တယ်လေးသွားခြင်းလေအဲပိုပြီး confidence ရှိခြင်းလေဆိုရင်ကိုနဲ့လိုက်ဖတ်တဲ့လက်ဝဲရတနာကြီးမရဲ့တီးမရဲ့မဟုတ်ဘူးစဉ်းမြန်းကြရတယ်အဲ့ဒါဆိုရင်ဒါ main ကလေးတွေဆိုရင်များသောအားဖြင့် confidence level လေးတက်လာတယ်ပေါ့နော်အခါကျတော့ဒါလက်ဝဲရတနာ ရှိတင်လားဆိုတော့ရှိတင်တယ်ကိုမှအာကိုဒီလောက်စူးစမ်းထားတာ ကိုဒီအမ်ဥပမာဆိုရင် ကိုမျိုးသမီးကိုအလုံးလုံးနေတယ်ကိုအရန်ကြိုးစားထားတယ်ကိုအတွက် ကို deserve ဖြစ်ဖို့အတွက်ကိုကတခုခုဝယ်လိုက်ရမယ်ဆိုရင်ဒါအမညီမအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါလောရတနာလေးဝယ်လိုက်တယ်ဆိုရင်လည်းကျဉ်းနှမှုလေးရှိရယ်ကိုကိုဟာအမျိုးသမီးတယောက်ဖြစ်သွားပြီဒါမျိုးသား marry လုပ်ထားတဲ့အမျိုးသမီးဖြစ်သွားပြီဆိုတဲ့အတိုင်းလည်းဒါအိမ်တော်တာဝန်တွေအများကြီးလုပ်ထားရတယ်အမျိုးသမီးတယောက်လေးသူလည်းအရန်ပင်ပန်းတယ်ဆိုတော့အဲ့ဒီအချိန်မှာလောရတနာလေးဟာ ကိုမျက်စိရှိမှရှိလာရဲဆိုရင်ကိုဝယ်လိုက်တယ်ဆိုတော့လည်းအမှားမရှိဘူးဒါဟာ investment မိသားစုအတွက် investment လေးအဲ့ဒီဟာအပြင်ကိုက wearable jewelry wearable investment အနေနဲ့ကိုကယူဆပြီးတော့ဝယ်ပြီးတော့ပျော်ရွှင်နိုင်တယ်เนาะ confidence ရှိရှိနေနိုင်တယ်အခုအာညီမအနေနဲ့ကြတော့ဒါအာမိဘရယ်လို့ဖြစ်လာတဲ့ကလေးမေးပေါ့เนาะအဲကလေးចောင်းစိတ်တွေကလည်းရှိလာပြီ ဒီမှာရှေ့ရေးတို့ဘာလို့လဲရှိလာပြီပေါ့အမရဲ့အခုညီမအနေနဲ့ဒီခေတ်အချိန်တွေမှာကြည့်မယ်ဆိုရင်လဝိရနာတွေလည်းအများကြီးဝယ်ခြင်းပြုခြင်းနဲ့မဝယ်ခြင်းဘူးလားဆိုတော့လည်းဝယ်ခြင်းနဲ့အဲဝယ်တဲ့အခါမှာလည်းကိုကအမ်မြဲစဉ်းစားတာဒီလဝိရနာလေးက investment လေးအနေနဲ့ ဝင်လိုက်မယ်ဒါတော့ကိုကိုကိုစိတ်ချရပါဘောတကယ်တမ်းကိုလည်းအရန်ကြိုက်တယ်လေကိုဝင်လိုက် confidence ရှိတာ confidence ရှိတာဒါပေမဲ့တကယ်တမ်းလက်တွေ့မှာလည်းလုံးရတနာကအမြဲတမ်းတမိုးကျသွားတယ်ဆိုတာမရှိဘဲနဲ့တမ်းဘူးကအမြဲတမ်းတက်တက်သွားနောက်တစ်ခါ fine jewelry စေလို့ဆိုလို့ရှိရင် तू က certification တွေပါပါတဲ့အတွက်အကြောင်းလို့ဟိုသားစင်မြေးဆက်ပေါ့နော်ဒါလေးကအမွေဆက်ခံထိုက်တဲ့ပစ္စည်းတစ်ခုနဲ့ तू ကထိမ့်သိမ်းထားလို့ရနေတယ်ဟုတ်တယ် အဲ့တော့ဒါကဟိုဘယ်လိုပြောရမလဲ financial controller ဖြစ်တဲ့အိမ်အောင်ထဲမှာအမျိုးသမီးတွေအေးအနေနဲ့ရဒါကိုကိုကိုအမြဲတမ်းဟိုဟာကိုက100 saving လုပ်မယ်ဆိုလုပ်မယ်ဆိုရင်တစ်ဝက်လောက်ကတော့လက်ဝတ်ရဝယ်တင်တာပေါ့နော် investment ပေါ့ဟောညမဆိုတာလေးမွေးထားတာပေါ့တာလေးမွေးထားရဆိုပေမဲ့လည်းအားလုံးကဒီဟာဘယ်သူယူမှာလဲဘယ်သူပြီး တ်တယ်ဖြစ်နိုင်တာပါဒါကိုယ့်ရဲ့ဒါမျက်နာမငယ်ရဘူးပေါ့ဒီလားအဲ့ဒါဆိုတော့ဒါခုနပြောလို့ရှေးယူဆွဲရတယ်လို့ပဲပြောပြောပေါ့ဒါအတွင်းပစ္စည်းလေးအနေနဲ့ပေးလိုက်ခြင်းလဲဆိုတာဒါကမြန်မာနိုင်ငံမှာရှိတဲ့အမေတိုင်းရဲ့စေတနာအမေတိုင်းရဲ့သဘောထားဆိုတော့အခုချိန်မှာဆိုရင်ဝယ်ရင်ကိုကနှစ်မျိုးပေါ့နော်ကိုကမိဘဖြစ်လာတဲ့ခါကျကိုတော်လည်းကိုအရန်ဝယ်လို့ဝယ်ဝယ်ပြောသွားတယ်ကိုလည်းဝတ်လို့ရတယ်လို့ ဒါဟာ investment လေခုနအမပြောသလို certification တွေရှိလာတယ်။မြန်မာနိုင်ငံမှာရှိတဲ့ယန္တနာတွေအကုန်လုံး twin ထွက်ပစ္စည်းတွေနိုင်ငံတကာမှာလည်းဈေးရှိတယ်။ရှိဟုတ်တယ်။ရှိတယ်ဆိုတော့ဒါကတော့ um ညီမအနေနဲ့ဝယ်သမျှအကုန်လုံးက investment လို့လည်းလို့သတ်မှတ်ထားပါတယ်မှာ very good ပါကိုကိုကိုလည်း compute ထိုက်တယ်လို့မျိုး investment အနေနဲ့လည်းဒါကကိုရဲ့အိမ်ထောင်အတွက်ကိုပေါ့နော်ထိမ့်ထိမ့်တိမ့်တိမ့်နဲ့အဲဒါက invest လုပ်တယ်လို့သဘောထားပြီးတော့ဝယ်တယ်ပေါ့ဟုတ်ကဲ့ပါ very good idea ပါနော် thank you ပါ ုဆောင်ဆောင်25အတွက်ကိုမတို့ဒီလုပ်တဲ့ campaign လေးမှာမတို့ရေးထားတဲ့ tag line လေးကကြတော့ every woman is a gem ပေါ့နော်အဲ့တော့ celebrate the light within ပေါ့အဲ့တော့အမျိုးသမီးတွေရဲ့အမျိုးသမီးတိုင်းကတန်ဖိုးရှိတဲ့ယန္တနာတစ်ပါးဖြစ်တယ်ကိုစီမှာရှိနေတဲ့တောက်ပတဲ့အလင်းရောင်လေးနဲ့ကိုဟိုကိုကိုကိုယ်တိုင်အတိမတ်ပြီးတောက်ပနိုင်ပါစေပေါ့နော်အဲ့တော့အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ညီမလေးရဲ့အမြင်နဲ့ညီမလေးပေးချင်တဲ့ message များပါများရှိမလဲပေါ့ခုနညီမပြောထားခဲ့သလိုပဲပေါ့နော်ဒီအမ်မျိုးသမီးတိုင်း သူ့ရဲ့ talent နဲ့သူရှိတယ်။အာ individual ရဲ့ talent ကိုသူတို့ talent ကိုသူတို့ um accept လုပ်တယ်လို့တခြားသူပေါ့နော်အမျိုးသမီးတိုင်းအမျိုးသမီးတိုင်းကတယောက်ကိုတယောက် support လုပ်ဖို့လည်းလိုအပ်တယ်။အဲ့တော့ talent ကို accept လုပ်တဲ့အခါမှာကျတော့ကိုယ့်ရဲ့ဖြစ်တည်မှုပေါ့ကိုယ့်ရဲ့ဖြစ်တည်မှု ကိုဟာအာဥပမာဆိုရင်ကိုဟာဒီ arts မှာအရန်ထူးကြုံပေမဲ့စီးပွားရေးမှာ um အရင်သူများတွေလောက်မထူးချွန်ဘူးလို့မတတ်မှတ်ပဲနဲ့ကိုယ့်ရဲ့ arts ကိုထူးချွန်ရင်လည်းဒီထူးချွန်တဲ့ဟာတစ်ခုမှရင်ကိုက accept လုပ်ပြီးတော့ကိုကိုကိုအမြဲတမ်းဂုံယူနေဖို့အရန်လိုအပ်ပါတယ်ကိုကိုကိုချစ်တတ်မှလည်းတပားသူကို um ချစ်တတ်တဲ့အချစ်ချစ်တတ်တဲ့ဟိုအလေးအထားလေးလည်းရှိသလိုသူများကိုလေးစားမှုရှိမှပဲကိုကိုလည်းလေးစားမှုဆိုတာတံပြန်ပြီးတော့ရောက်လာနိုင်နိုင်ဆိုတဲ့အတွက်ကြောင့်ကိုကိုကိုချစ်ပြီးတော့ကို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 ဟာအမြဲတမ်း um ကို့ အာတောက်ပါရဲဆိုတဲ့ဟာလေးကိုပေါ့နော်အမြဲတမ်းစိတ်ထဲမှာမှတ်ထားဖို့လိုအပ်ပါတယ်ကိုစိတ်သီးသာအရန်အရေးကြီးတဲ့အရာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ရှင် very good ပါ thank you so much ပါအဲ့တော့ညီမလေးအဓိကပေးတဲ့ message ကတော့ self esteem ပေါ့နော်ကိုကိုကိုလေးစားမှုတန်ဖိုးထောင်မှု self love self acceptance ပေါ့နော်ဒါလေးတွေကကိုရဲ့ within မှာရှိနေတဲ့တန်ဖိုးထောင်မှုလေးတွေကို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 အတိမတ်ပြုပြီးတော့ ို့မှာရှိနေတဲ့အလင်းရောင်တွေနဲ့ကိုပိုင်အလင်းရောင်တွေနဲ့အမျိုးသမီးတိုင်းထွန်းလင်းတောက်ပနိုင်ပါစေဆိုတော့အဲ message မျိုးပေးသွားတာပေါ့နော်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ညီမလေးဒီနှစ်အဲ2025ရဲ့အမတို့ရဲ့ International Women Day ဆီယကမ်ဘိန်းလေးမှာပါဝင်ပြီးတဲ့အတွက်လည်း Stella Collection ရဲ့ပဲကန်ရှင်မတ်ဆွေစင်ကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ပိုင်းမှာလည်းအမတို့ထပ်ပြီးတော့ကြတော့အမျိုးသမီးတွေအချင်းချင်းဝိုင်းဝန်း support ကြမယ်လို့เนาะအဲ့ချိန်တိုင်းလည်းအမအများအားဖြင့်တတိတရားခေါ်ပေးပါမယ်။ညီမလေးလည်းဝင်ပြီးတော့ပါဝင်ပေးပါအောင်လို့ဟုတ်ကဲ့ပါ 啊，你们。啊